တော့တနင်္ဂနွေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြပြီးမှဖြစ်ပါတယ်နော်တနင်္ဂနွေသားသမီးတွေဟာဒီကာလတွေမှာဆိုရင်တော့ကံကြမ္မာကောင်းနေကြုံတွေ့ရမယ့်အချိန်ကာလဖြစ်ပါတယ်အပြောင်းလဲဖြစ်နိုင်တဲ့အချိန်ကာလတွေလည်းဖြစ်ပါတယ်နောက်ကံကြမ္မာအခွင့်အရေးခွင့်လန်းကောင်းနေလဲတေကြပေါင်းရရှိတတ်တဲ့အချိန်ကာလဖြစ်ပါတယ်အဲ့တော့ဒီကာလမှာအထူးအဖြစ်တော့တနင်္ဂနွေသားသမီးတွေအတွက်ဝင်ငွေကောင်းတယ်လို့ငွေကြေးနဲ့ပတ်သက်ပြီးတော့အကုန်ကြများတတ်တဲ့အချိန်ကာလမျိုးတွေလည်းဖြစ်တတ်ပါတယ် အဲ့တော့ဝင်ငွေနဲ့ထွက်ငွေမျှတအောင်ကြိုတင်ပြီးတော့စီမံတင်တဲ့ဆောင်ရွက်တင်တဲ့ကြိုးစားအားထုတ်တင်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလတုန်းကပြီးခဲ့တဲ့အတိတ်ကာလတုန်းကကြုံတွေ့ခဲ့ရတဲ့ပြဿနာတွေအမှုဟောင်းပြဿနာဟောင်းအခက်အခဲဟောင်းတွေဟာဒီကာလမှာကိုယ်ကဖြေရှင်းစရာမလိုဘဲနဲ့အလိုလိုနည်းနဲ့ပြေလည်သွားနိုင်တဲ့ကံတရားမျိုးလည်းရှိတယ်။ဒါမှမဟုတ်ဆိုရင်လည်းကိုယ်ကကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်တဲ့အချိန်ကာလမျိုးလည်းဖြစ်ပါတယ်။ ဒီတိုင်းမှာကို့အတွက်တနင်္ဂနွေသားသမီးတွေအတွက်အထူးသတိထားပြီးတော့လုတ်ကင်ရမယ့်ကိစ္စကတော့ကို့အတွက်အကျိုးလုံးဝမရှိတဲ့အလုပ်တွေကိုလုတ်ကင်နေရတတ်တာပါပဲเนาะကို့အတွက်လည်းလိုအပ်ဒီအတွက်လည်းလိုအပ်ဆွေမျိုးသားချင်းအတွက်လည်းဝင်ပါရเนาะမိစေပေါင်းတဲ့တကယ်ချင်းတွေအတွက်ဆိုရင်လည်းကို့ဟာဝင်ပါရအဲ့လိုမျိုးတွေလုတ်ကင်နေရပါတယ်အခုပြောစရာကောင်းတာကတော့ကို့ရဲ့တနင်္ဂနွေသားသမီးတွေရဲ့စိတ်ပိုင်းဆိုင်ရာအပျော်ရွှင်ဆုံးဆိုတဲ့အချိန်ကာလမျိုးဖြစ်ပါအဲ့တော့မနက်မိုးလင်းအေးရထားပြီဆိုတာနဲ့ တနင်္ဂနွေသားသမီးတွေကအလိုလိုနေနဲ့စိတ်တွေပျော်နေတတ်တယ်။အဲဒါကပျော်ရွှင်စရာကောင်းတဲ့နေ့ရက်တွေပျော်ရွှင်စရာကောင်းတဲ့အချိန်ကာလတွေကိုကောင်းကောင်းမွန်မွန်နဲ့ဖြတ်သန်းနေရတတ်တဲ့အချိန်ကာလဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးတွေစီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအောင်မြင်သည့်တဲ့အောင်မြင်ခြင်းတိုးတက်သည့်တဲ့တိုးတက်ခြင်းနော်ကြော်ကြားသည့်တဲ့ကြော်ကြားခြင်းတွေတေချာပေါက်ကြုံတွေ့ရတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။နောက်တစ်ခုကဒီကာလမှာကိုယ့်ကိုယ်ကိုယုံကြည်နေတာပေါ့နော်။ဘာယုံကြည်တာလဲဆိုတော့ တနင်္ဂနွေသားသမီးတွေရဲ့စိတ်ထဲမှာငါတို့ကကံတားကောင်းနေတယ်ငါတို့ရဲ့ကံတားမှာအញ្ញံခိုက်တယ်ဆိုတာလုံးဝမရှိဘူးငါတို့မှာကောင်းမွန်တဲ့ကံကြမ္မာတွေရှိတယ်ငါတို့ဖြစ်ကျင်တာတွေဖြစ်မှာငါတို့ရကျင်တာတွေရမယ်လို့အလိုလိုနင်းတဲ့ကိုအော်တိုမက်တစ်ပေါ့နော်စိတ်ထဲမှာအလိုလိုနင်းတဲ့ကိုယ့်ရဲ့ကံတားကောင်းနေဆိုတာကိုယုံကြည်နေတတ်တယ်ဒါတို့ကကိုယ့်ရဲ့စိတ်ဓာတ်တွေကလည်းပဲအလိုလိုနည်းနဲ့တက်ကြွနေတာမျိုးတွေကြုံရတတ်ပါလေ။အဲတော့ဒီကလာမှာအလုတ်ကံအစ်စ်တွေကိုဖန်တီးနိုင်မဲ့ အချိန်ကာလဖြစ်တယ်ဒါကြောင့်အလုတ်တဲ့အကိုင်းတဲ့လှုပ်တင်တယ်ပေါ့နော်အလုတ်လက်ရှိလောကနေထွက်မယ်တခြားလောကကိုပြောင်းရွှေ့ပြီးတော့အလုတ်ရှောက်မယ်ဆိုရင်လည်းမှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်ရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတော့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အဆက်အသွယ်ကောင်းလေးနော်ရရှိတတ်တဲ့အဆက်အသွယ်အစ်စ်တွေလည်းရရှိတတ်ပါတယ်နောက်မရင်ဆိုရင်ဆရာသမားတွေနဲ့တော့နည်းနည်းအဆင်မပြေဖြစ်တတ်တာလေးတော့ရှိတာပေါ့နော်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတကယ်ချင်းအရင်းနေနဲ့မမျှော်လင့်မနဲ့ တယောက်နဲ့တယောက်ကစားကစားဖြစ်တာလေးတွေကြုံရတတ်တယ်အဆင်မပြေမှုလေးတွေကြုံရတတ်ပါတယ်။ဖိနောင်တရေရဲ့ကံတရားမှာတော့သာသမီယရနာထွန်ကားခြင်းတွေကြုံရတတ်တယ်။အဲ့တော့ဘေးရင်စကားနဲ့ပြောမယ်ဆိုရင်တော့ခြေနှချောင်းဝင်ကင်းရှိတယ်လို့ပြောမှာဖြစ်ပါတယ်။ကိုယ်ပိုင်တိုင်းနဲ့ရွှေတွေကတော့အကြောင်းမျိုးမျိုးပြပြီးတော့ရွှေထွက်တာတွေရွှေပေါင်ရတာတွေရွှေကိုရောင်းရတာမျိုးတွေကြုံရတတ်ပါတယ်။ အဲ့တော့ဒီကားမှာကိုကစီးပွားရေးလုပ်ငန်းဆောင်တာတွေလုပ်ဖို့အတွက်အရင်နေ့တွေနေနေတယ်နေနေတဲ့တွေကိုမှရှိတဲ့ပိုင်တိုင်းနဲ့ရွှေတဲ့ပစ္စည်းလေးနဲ့လဲလဲပြီးတော့စီးပွားရေးလုပ်ငန်းတစ်တွေစတင်ရတာမျိုးတွေတော့ကြုံရတတ်ပါတယ်။အမွေနဲ့ပတ်သက်တဲ့ကိစ္စတွေမရှင်းမလင်းဖြစ်တတ်တယ်မတင်မကြဖြစ်တတ်တယ်။နောက်အမွေကိစ္စစကားပြောဆိုတဲ့အခါမှာမအောင်မမြင်ဖြစ်တတ်တယ်။ဒါကြောင့်ဒီအချိန်ဒီကာလမှာဆိုရင်တနင်္ဂနွေသားသမီးတွေကအမွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတတ်နိုင်တယ်လား။ အာတွန်းတွန်းတိုက်တိုက်ပြောတာဆိုတာလေးတော့မလုံသင်ဘူးလို့ပဲပြောမှဖြစ်ပါတယ်။အိုးရအိုးအိမ်နေရာတိုင်းကင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကြတော့အဆင်ပြေတိုးတက်အောင်မြင်မှုရသွားတာမျိုးလေးခြုံပါလိမ့်မယ်။နောက်ကိုယ့်ရဲ့အမေတွေအဖေတွေနော်ဆွတ်ဆက်နွယ်နေတဲ့ဆွေမျိုးသားချင်းတွေရဲ့ကိုယ်ကြီးထောက်ပံ့ပေးမှုတော့လွယ်လွယ်ကူကူရရှိတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒီချိန်မှာအဲကိုယ့်ရဲ့ပြောစကားဆိုစကားတွေကအောင်မြင်မှုရရှိနေတဲ့အချိန်ဖြစ်တယ်။ ။နောက်အိမ်အောင်ရှိတဲ့လူတွေနည်းနည်းကြတော့အိမ်အောင်ရှိတဲ့အိမ်အောင်တွေကြတော့အိမ်အောင်ရေးမှာတယောက်နဲ့တယောက်တန်တရာပွားစရာအခြေအနေမျိုးတွေကြုံရတတ်တယ်။တယောက်နဲ့တယောက်အမြင်မတူတာမျိုးလေးတွေကြုံရတတ်တယ်။တယောက်ကတယောက်အမြင်မကြည်လင်မှုလေးတွေဖြစ်တတ်တယ်။နောက်ငယ်ရွယ်သူတွေရဲ့အခြေအမြတ်တာရေးကံကြမ္မာမှာဆိုရင်တော့အနှောက်အယှက်အနှဲငယ်ကြုံရတတ်ပါတယ်။အထူးသဖြင့်ဂျားလူအနှောက်အယှက်ကြုံတတ်တာပါနော်။ အဲ့တော့သုံးခွင့်နိုင်ဇလန်းလေးတွေမမျော်လင့်မနဲ့ဂျုံရတက်တယ်အပြိုလူပြိုတွေနေနဲ့နောက်တစ်ခုသတိထားစရာကိစ္စလေးတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲကို့အနေနဲ့မလွတ်လပ်တဲ့သူနဲ့ချစ်ကြိုးတွယ်မိတတ်တာလေးကိုတော့အထူးသတိထားဖို့လိုအပ်ပါတယ်တနည်းနဲ့သာသမီတွေဒီကလာမှာကျမ်းမာရေးနဲ့ပတ်သက်တဲ့ကံတရာမှာဆိုရင်တော့ဒါ one bite မကောင်းဖြစ်တတ်တယ် one ပြက် one shot ဖြစ်တာမျိုးလေးတွေဂျုံရတက်ပါအဲ့တော့ဒီကလာမှာကျွန်တော်တနည်းနဲ့သာသမီတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အကြောင်းဆိုရင် အနီရောင်နဲ့ညီညွရောင်နဲ့ကောင်းပါအထီတို့တာတွေကံတမ်းမဲ့တို့တာတွေဝါသနာပါတဲ့တနင်္ဂနွေသားသမီးတွေဆိုရင်တဲ့စာ3ဆုံးတို့3စာတဲ့ဆုံးတို့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါညသောပြားချင်းကိုရောအမကြီးကိုအုံးတို့ခေါဆွဲကတ်လူပူသွားပြီးတော့ဆူတောင်းလိုက်ပါတနင်္ဂနွေသားသမီးတွေကြုံတွေ့ရမယ်မကောင်းတဲ့ကံတတာအញ្ញံကိုက်တွေပြပြပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိတင်မှာဖြစ်ပါတယ်ဒါတနင်္ဂနွေသားသမီးများအတွက်တပတ်တာကာလမှာတွေ့ကြုံမယ်ကံကြမ္မာဆူကောင်းများအတွက် ဒုက္ခကြွယ်ဝင်ဟောသဏ္ဍာန်ဟောပေးကြတာဖြစ်ပါတယ်။